အားလုံးပဲမင်္ဂလာပါဥပကျော်ဒူရီ YouTube Channel လေးရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရယ်ဗျာเนาะအားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါအားလုံးပဲကျွန်တော်ရဲ့ live show ဗီဒီယိုလေးတွေကိုအမြဲတမ်းဆောင်မြော်ကြည့်ရှုနေတဲ့ကိုကိုမာရီကိုအခုမှတွေးလို့မြင်လို့ဝင်ရောက်အားပေးတဲ့လူသေးကိုကိုမာရီကိုအားလုံးပဲစိတ်ချမ်းသာခြင်းကိုရမခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒလေးတွေလုံလောက်ရတယ်ပြည့်စုံကြပါစေလို့ကျွန်တော်ဥပကျော် တို့ရဲ့ YouTube channel လေးရနေပြီးတော့ဥစွာဘရမစုံမကောင်းလေးတောင်းပေးလိုက်ပါရယ်ဗျာเนาะအားလုံးပဲကဲအားလုံးပဲမင်္ဂလာရှိတယ်ညနေခင်းလေးပါအားလုံးပဲကျွန်တော်တို့เนาะဒါရှေးတစ်ဘက်ကတော့ကျွန်တော်တို့တနင်္လာအခွင့်အရေးကနေစပြီးတော့တောက်ကြနေနောက်ဆုံးပေးအထိအားလုံးပဲငါးခုငါးပါးရပေါက်တယ်ရတယ်မြက်တယ်ဆိုတော့ကိုကုံပါးရအားလုံးပဲအဆင်ပြေတယ်ပေါ့เนาะအဲ့တော့အားလုံးပဲဒီရှေ့လာမဲ့အပတ်အတွက်ကိုလည်းကျွန်တော်ဘက်ကနေပြီးတော့အကောင်းဆုံးထပ်မှန်ပြီးတော့စူးစမ်းပေးထားတယ်အဲ့အတွက်ကြောင့်အားလုံးကို เนาะကျွန်တော်ရဲ့ live show video လေးကိုဝင်ရောက်ကြည့်ရှုတဲ့အချိန်မှာစပြီးတော့အားလုံးပဲပေါ့เนาะအစားကနေအဆုံးပြီးဆုံးတိုင်အောင်ကြည်ပါမရစ်ပါနဲ့မကြော်ပါနဲ့ပေါ့เนาะကျွန်တော်တို့20တာအခု live ရောက်မြောက်ဝေပြီးတဲ့ video file ကတော့26ရက်9လ2024တနင်္လာနေ့အဖွင့်နေ့12နာရီတမီနေ့အတွက် main battery main off ကွက် main ကွက်ကလေးကြီးပါပါတယ်အဲ့တော့ကျွန်တော်တပတ်စာမှာအားလုံးမဖြစ်မနေတည်ထားခြင်းနဲ့ကီးတကက်ရှိမယ် နောက်ကီးတကက်ရှိမယ်ပြီးရင်ကျွန်တော်တို့ဒီကီးလေးကိုဘာနဲ့ကက်ပြီးတော့ခစားရအောင်လဲဆိုတာကိုကျွန်တော်ပြီးရင်ပြောမယ်အဲ့တော့တပတ်စာကီးရှိမယ်အခွေရှိမယ်နော်ပြီးရင်လက်ဆောင်အဖွဲဝင်တွေကိုကျွန်တော်မပေးလိုက်ရတဲ့လက်ဆောင်အခွေအဲ့ဒီအခွေကိုကျွန်တော်မပေးရတဲ့အကြောင်းရင်းကလည်းအားလုံးကိုပြီးရင်ကျွန်တော်ရှင်းပြမယ်ကဲအဲ့တော့အားလုံးပဲကျွန်တော်တို့တောက်ကြနေညနေစေးမှာကျွန်တော်တို့၃ဘိုင်၃ဘတ်ဒီမနက်ပိုင်းမှာ၈ဘိုင်၈ဘတ်ဒီ၃၄ကုန်မှာ ကောင်းရှိပတ်သီးလေးနဲ့အားလုံးပဲအဆင်ပြေတယ်ပေါက်တယ်ရတယ်ဆိုတော့ကိုကိုမားတွေအားလုံးကပေါက်ကြီးလေးတွေတယောက်ချက်စီမှန်ပြီးတော့ဝင်လာမယ်ပြီးရင်ကျွန်တော်ခေါ်ပေးတဲ့ကဏန်းလေးတွေကိုအားလုံးပဲတယောက်မှကြံပေါ့နော်မန်လေးထဲမှာဝင်ပြီးတော့မှန်ပေးမယ်ကဲဒါဆိုရင်ကျွန်တော်တို့အားလုံးပဲနှိမ့်တိုက်ကဏန်းလေးကိုအရင်သွားမယ်အားလုံးကိုကျွန်တော်ကဟိုဗီဒီယိုလေးတင်ရင်လေကဏန်းကိုမြန်မြန်လေးပဲပြောခြင်းတယ်ဘာကြောင့်လဲဆိုရင်ကိုကိုမားတွေအားလုံးအတွက်ကျွန်တော်ကဏန်းလာရောက်ပြီးတော့မျှဝေပေးတာဖြစ်တဲ့အတွက်အားလုံးကိုကျွန်တော်ကဏန်းကိုမြန်မြန်လေးပဲ ပြောပေးမယ်။ကဲဒါဆိုလို့ရှိရင်အဲ့တော့26ရက်9လ2023အားလုံးနဲ့ကဏ္ဍလေးကို live မှတ်မယ်ဆိုတဲ့ကိုကိုမားလေးအားလုံးက live မှတ်လို့ရပါပြီ။အပန်းမကြီးမန်လေးထဲမှာတယောက်တစ်ချက်စီမှတ်ပေးမယ်နော်။ကဲဒါဆိုရင်ရောင်26ရက်9လ2020နဲ့9တနင်္လာနေ့12နာရီတမီနဲ့အတွက်အကောင်းဆုံးပိုင်ပတ်သည် 3ပိုင်3ဘက်ဒီ10ပိုင်10ဘက်ဒီဖြစ်ပါတယ်3 10ဘက်ဒီဖြစ်ပါတယ်အားလုံးပဲမန်လေးထဲမှာမှတ်ပေးပါ၃၈ပတ်တိဖြစ်ပါတယ်၃နဲ့ပတ်သက်ရင်အဓိကထားထိုးရမယ့် main organ 4ခွက်ရှိတယ်၈နဲ့ပတ်သက်ရင်အဓိက main organ 4ခွက်ရှိတယ်၃၈ပတ်တိဒီအားလုံးပဲဒီတစ်ပတ်မှာပေါ့နော်အားလုံးပဲအစင်ကျွန်တော်တနင်္လာအဖွင့်နေ့မှာအကောင်းဆုံးပတ်တိဖြစ်ပါတယ်နော်အဲ့တော့အားလုံးပဲကျွန်တော် အကောင်ဆုံးဆိုတဲ့ဝမ်းကြီးအကောင်ဆုံးဆိုတဲ့ပတ်သီးလေးတွေကိုပဲရွေးချယ်ပြီးထုတ်ပြီးတာဖြစ်တဲ့အတွက်ကိုကိုမာရီအနေနဲ့တန်းနိုင်ရင်တရားဝိုးတန်းနိုင်တရားဝိုးနှစ်ယောက်ဝိုးတန်းနိုင်နှစ်ယောက်ဝိုးပတ်ပြီးတော့ကစားလို့ရပါတယ်။ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့နော်ကဲ3နဲ့38ပတ်သီးကိုမှ3နဲ့ပတ်သက်တဲ့ main oil ၄ခွက်ကဲအားလုံးပဲမန်လီထဲမှာမှတ်ပေးမယ်။3နဲ့ပတ်သက်ရင်3နဲ့3ခွန်3 1 3 6ဖြစ်ပါတယ်။3နဲ့ပတ်သက်ရင်3နဲ့3ခွန် 3136ဖြစ်ပါတယ်ရှင်းနဲ့ပတ်သက်လို့ရှင်82 80 8186ဖြစ်ပါတယ်ရှင်းနဲ့ပတ်သက်ရင်82 86 8280ဖြစ်ပါတယ်အားလုံးပဲရှင်းနဲ့ပတ်သက်ရင်မယောလေးခွက်ကဲဒါဆိုလို့ရှင်အားလုံးပဲ3နဲ့ပတ်သက်ရင်မယောတစ်ခွက်ကောင်းရှိမယ်ရှင်းနဲ့ပတ်သက်လို့ရှိရင်မိန်ဩတကွက်ကောင်းရှိမယ်အလားလေးကိုကျွန်တော်မပြောခင်ပေါ့နော်အားလုံးကိုကျွန်တော် ရထားလာလေးကိုအားလုံးကိုသိချာလေးเนาะပြောပြီးပြီအဲ့တော့၃နဲ့ပတ်သက်တဲ့မင်းရော၄ခွဲ၈နဲ့ပတ်သက်တဲ့မင်းရော၄ခွဲပြောပြီးပြီအဲ့တော့၃နဲ့ပတ်သက်တဲ့မင်းရောတစ်ခွဲကောင်းကြက်မယ်၈နဲ့ပတ်သက်တဲ့မင်းရောတစ်ခွဲကောင်းကြက်မယ်ပြီးရင်ကျွန်တော်တို့အားလုံးပဲဒီတပတ်စာအတွက်ရွှေကီးเนาะဒီတပတ်စာအတွက်အားလုံးအတွက်ရွှေကီးစီအားလုံးပဲလိုက်ပြီးတော့မှတ်ပေးပါ အားလုံးပဲဒီတပတ်စာအတွက်ရွှေကြီးစီအားလုံးပဲ6 4 6ကီးဖြစ်ပါတယ်အားလုံးပဲ6 4 6ကီးဖြစ်ပါတယ်အားလုံးပဲ6 4 6ကီးဖြစ်ပါတယ်ကဲ6 4 6ကီးကိုကျွန်တော်တို့ကဘာနဲ့ကပ်ပြီးကစားရင်ပူအဆင်ပြေမလဲဆိုရင်ကျွန်တော်ကတော့ကျွန်တော်ရရှိထားတဲ့ဝမ်းကြီးလေးနဲ့ကပ်ပြီးတော့ကစားရင်ကိုကြိုက်တယ်ဒါပြင်းနဲ့ကိုကုမာရီစီမှာလည်းလုံးမိုက်ပတ်သီးရှိလို့ရှိရင်ဒီ6လေး6ကီးလေးကိုအားလုံးပဲမဖြစ်မနေညှိအောင်ပြီး ကိုလေး6ကီလေးနဲ့ကပ်ပြီးတော့ကစားပါတော့ဒါကျွန်တော်ကနှိမ့်တိုက်တင်ရင်ကိုကိုမာရီကနန်းအကွက်ကလေးကြီးနည်းနည်းများတယ်လို့ထင်လိုက်ပြန်ဒါပြီးနေလဲကျွန်တော်ကဟိုပောက်ကွက်နဲ့လွဲထော်သွားမှဆိုလို့ကျွန်တော်ကတော့ပုံမှန်အတိုင်းကိုကိုမာရီကိုတေချာလေးပြောပေးတယ်အစင်ပြေတာအချိန်နှစ်တက်ရကိုပို့ပြီးတော့တင်ကစားပါအားလုံးပဲတရားနဲ့တရားစိတ်ကူးခြင်းတော့မတူဘူးလုံးဝကိုင်မုံချင်းမတူဘူးအဲ့အတွက်ကြောင့်အားလုံးပဲကိုအစင်ပြေတာလေးကိုကိုအကြိုက် နှစ်သက်ဆုံးလေးကို ပို့ပြီးတော့တင်ကစားပါတော့ ကဲဒါဆိုလို့ရှိရင်ကီးနေနဲ့6 4 6ကီးရှိမယ်เนาะကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါပုံမှန်အတိုင်းရားနေကြတပတ်စာ၄လုံးအခွေဒီအခွေလေးကိုအားလုံးပဲเนาะကျွန်တော်မပူဘူးထင်တာဗျာเนาะပူတာပဲเนาะတပတ်စာ၄လုံးအခွေပေါ့เนาะတပတ်စာ၄လုံးအခွေစီ အားလုံးပဲဒေချာလေးလိုက်ပြီးတော့မှတ်ပေးပါအားလုံးပဲတနင်္လာနေ့အဖွင့်လေးအတွက်ကျွန်တော်ကဏ္ဍလေးတင်တာဖြစ်တဲ့အတွက်တပတ်စာအခွေလေးတွေတပတ်စာရွှေကီးလေးတွေပါတာဖြစ်တဲ့အတွက်ကဏ္ဍကနည်းနည်းလေးပေါ့ကိုကိုမားကြီးလိုက်မှတ်ရတာအဆင်မပြေဖြစ်မယ်အဲ့တော့မန်းမာဝင်ရေးတဲ့ကိုကိုမားကြီးကလည်းတပတ်စာ ကီးဆိုရင်တပတ်စာကီးကီးကိုကျွန်တော်တို့၃ရှစ်နဲ့ကက်ဒါမျိုးလေး ရေးပေးမယ်ပြီးရင်ကျွန်တော်တို့တပတ်စာ၄လုံးအခွေအခွေကိုလည်းအခွေလိုမျိုးရေးပေးမယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့တပတ်စာ၄လုံးအခွေသည်၃ည၁၂၃အခွေဖြစ်ပါတယ်၃ည၁၂၃အခွေဖြစ်ပါတယ်အားလုံးပဲနော်၃ည၁၂၃အခွေဖြစ်ပါတယ်အားလုံးပဲမန်လေးထဲမှာမှတ်ပြီးပါအဲ့တော့အားလုံးပဲကျွန်တော်တို့၃ည၁၂၃အခွေတပတ်စာအခွေသည်အားလုံးပဲသိရတဲ့အတိုင်းတစ်ချိန်ထွက်ရင်ရက်မယ် ဇာတို့လိုက်ခြင်းနဲ့ကိုကိုမားတွေဇာတို့လိုက်ပြီးတော့မွေးပြီးကစားလို့ရတယ်။၃ညာ၁နှစ်၃၄လုံးအပူပါအခွေဒီတပတ်စာ၄လုံးအခွေဖြစ်ပါတယ်အားလုံးပဲ။နော်တပတ်စာအခွေဖြစ်တယ်အဲ့တော့အားလုံးပဲတစ်ကြိမ်ထွက်ရင်ရက်မယ်ကျွန်တော်ဒီတစ်ကြိမ်မှာကိုကတော့ဘယ်လိုပဲဖြစ်မြတ်မြတ်တင်းတလောက်တော့မြတ်မှာပေါ့နော်။ အအမြက်ကလေးနဲ့ပဲရက်မယ်ကဲပြီးလို့ရှင်အားလုံးပဲကျွန်တော်တို့ main awkward ကလေးကိုသွားမယ်ကဲ main awkward ကလေးကိုမသွားခင်ကျွန်တော်ရဲ့အဖွဲဝင်တွေကိုကျွန်တော်ပြောခြင်းတယ်ကျွန်တော်ပထမတုန်းကကိုကိုမားတွေကိုကျွန်တော်ပေးမယ်ပေါ့နော်ကျွန်တော်လုံးဝတရားခံတော့သိကြတဲ့ဇာရူပတ်တီတနင်္လာအင်္ဂါပိုင်းမွေထုံးနိုင်တဲ့ဇာရူပတ်တီမွေကနန်းနှစ်ကွက်အလားအပြင်ကိုကျွန်တော်လေးလုံးအခွေပါထည့်ပေးမယ်လို့ပြောထားတယ်ဒါပြင်အခုကျွန်တော်ပို့တဲ့အချိန်မှာကိုကိုမားတွေကိုလေးလုံးအခွေထည့်ပြီးတော့မပို့ဘူး ။ဘာကြောင့်လဲဆိုလို့ရှိရင်ကိုကိုမားရီကနန်းကနှစ်မျိုးဆိုလို့ရှိရင်နှစ်မျိုးကစားရရင်ကိုကိုမားရီအနေနဲ့အဆင်မပြေဘူး။တချို့ကိုကိုမားရီကအဆင်မပြေဘူး။တချို့ကိုကိုမားရီအဆင်ပြေတယ်။ဒါပေမဲ့လည်းကျွန်တော်ရဲ့ဒီဇာရိုးပတ်စီတရားရခိုင်နှုန်းဒီကိုကိုမားရီအတွက်ကိုအရာနဲမှစိုးတယ်အဲ့တော့ကြောင့်တမျိုးဆိုတမျိုးကိုပဲကျွန်တော်တို့ဒီဇိုင်းမမတ်ကစားမယ်အဲ့တော့အားလုံးပဲကျွန်တော်တို့ဟိုအများနဲ့ကျွန်တော်တို့ရဲ့ဇာတ်ရုပ်ပတ်သီးစောနေတာဖြစ်တဲ့အတွက်ဒီတပတ်မှာလည်းအားလုံးပဲဆော့ဆော့လေး ကြပါစေလို့အားလုံးဆုတောင်းမယ်เนาะအားလုံးဆုတောင်းမယ်ပြီးရင်ကျွန်တော်တို့ဒီတပတ်နော်ဒီဇာရိုးပတ်တီလေးထွက်သွားပြီဆိုတော့လည်းကျွန်တော်ဒီလေးလုံးအခွေပေါ့နော်အလားကိုကျွန်တော်မက်ဆေ့ကနေပြီးတော့မရောက်ရောက်အောင်အားလုံးကိုအကုန်ပို့မယ်အလားလေးကိုတော့ကိုကိုမလေးတီးပါနော်တမျိုးပြီးမှတမျိုးကစားမယ်နော်ဇာရိုးပတ်တီကတော့ပုံမှန်အတိုင်းဟိုအရာနဲမှဆိုလို့ကျွန်တော်အခွေကိုထည့်မပေးတာနော် ဟိုကိုကိုမာရီကထင်နေမြဲအပြောတစ်မျိုးအလုပ်တစ်မျိုး မဟုတ်ပါဘူးနော်အာအပြောတစ်မျိုးအလုပ်တစ်မျိုးမဟုတ်ပါဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်ရဲ့ဇာတ်ရုပ်ပတ်ကြီးကိုကိုကိုမာရီတေချာလေးထီးမိမိလေးကစားစီခြင်းလို့ကျွန်တော်အခွေကို မထည့်ပေးတာအဲ့တော့အခွေကိုပါလိုက်ပြီးကစားနိုင်တဲ့ဆိုတဲ့ကိုကိုမာရီကကျွန်တော်ကိုဖုံးလေးဓာတ်ရိုက်ဆက်ပြီးကျွန်တော်အခွေပါပေးမယ်အဲ့ဒီအခွေစီကျွန်တော်အခုနှိမ့်လိုက်တင်ပေးတဲ့အခွေနဲ့မတူဘူးဒါလေးကိုတော့တီးပေးအဲ့တော့အကြောင်းထီးထီးမိမိလေးကစားလို့ရအောင်လို့ကျွန်တော် ဇာတို့ပတ်သီးထွက်ပြီးတော့မှဒီအခွေကိုပေးမယ်လို့စဉ်းစားထားတာဒါရင်ဒီအခွေစောစောထွက်သွားရင်တော့တမျိုးပေါ့ဗျာနော်ဒါတော့ကျွန်တော်တို့ကြံပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အဲ့တော့ဟိုဘယ်လိုပဲဖြစ်ကိုတစ်ခုဆိုတစ်ခုကိုတေချာလီကစားမယ်အားလုံးပဲနော်တေချာလီကစားမယ်အဲ့တော့အဖွဲဝင်မဲ့အဖွဲဝင်ထားတဲ့ကိုကိုမာလေးကျွန်တော်အခုပို့ထားတဲ့ကဏန်းလေးကိုကျွန်တော်တို့မရောက်ဘူးမဆိုင်ကမရောက်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်ကိုမနဲ့9နာရီခွဲဆိုတာနဲ့ ကျွန်တော်ကိုဖုန်းလေးဓာတ်ရိုက်ဆက်ပြီးเนาะဆရာကြီးကျွန်တော်တို့က message မရောက်သေးဘူးဘာလို့ဆိုတော့ကျွန်တော်လည်းအများနဲ့လောက်တာဆိုတော့တခါကြီးက message တွေကမထွက်တာလေးပါရှိတယ်ဗောနော်အဲ့အတွက်ကြောင့်ကျွန်တော်တို့เนาะဒီဥစ္စာကိုမရောက်သေးရင်ကျွန်တော်ကိုမနက်9:00နာရီခွဲလို့မှကိုမက်ဆေ့ချ်ကိုကျွန်တော်ရဲ့အဖွဲဝင်ပေါ့နော်မက်ဆေ့ချ်ကိုကျွန်တော်ရဲ့ခဏလေးမရောက်သေးဘူးဆိုလို့ရှိရင် ဖုန်းလေးဓာတ်ရိုက်ဆက်ပါဒါလေးကိုတော့ကျွန်တော်တေချာလေးမှာမယ်เนาะအဲ့တော့အားလုံးပဲမရောက်သေးဘူးဆိုတော့ကိုကိုမာရီကဖုန်းလေးဓာတ်ရိုက်ဆက် เนาะလူသေးကိုကိုမားတွေကအခုအဖွဲမဝင်ရသေးဘူးเนาะဆိုတော့ကိုကိုမားတွေကိုကျွန်တော်အခုဒီလိုက်ရိုးဗီဒီယိုဖိုင်လေးကိုကြည့်နေတယ်ဆိုလို့ရှိရင်ကိုကအဖွဲဝင်ပြီးစော့ခြင်းနဲ့တနင်္လာအင်္ဂါနှစ်ရက်အတွင်းမှာတွင်မဖြစ်လုံးဝမွေထုတ်ခြင်းနဲ့ဆိုတော့ကိုကိုမားတွေအကြောင်းမျိုးမကြောင်းရှုံးနေတယ်ကိုကအခုမှတွေးလို့မြင်လို့အဖွဲဝင်ပြီးစော့ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်မနေ့ဖြန်တနင်္လာလေး17ခွဲအထိကျွန်တော်အဖွဲဝင်လက်ခံပေးထားမယ်เนาะအဲ့တော့ယုံကြည်မှုရှိမှအဖွဲ့ လာဝင်မှာမယုံကြည်ရင်အဖွဲလာဝင်မှာ ਨੇ အားလုံးကိုเนาะကျွန်တော်သေချာလေးမှာမယ်เนาะယုံကြည်မှုရှိမှအဖွဲလာဝင်မှာအဖွဲဝင်ကြီး1000ကျွေးเนาะအဲ့တော့39ဖုန်းနံပါတ်ကလေးကိုမှတ်ပေးမယ်အဖွဲဝင်မယ်ဆိုတော့ကိုကိုမားရယ်39695တ1033ဒီဖုန်းနံပါတ်ဒီဝေးရှိတဲ့ KB ရှိတဲ့ Viber ရှိပါတယ်เนาะနောက်တစ်ဖုန်းနံပါတ်တစ်လုံးက39422 532 38ဒီဖုန်းနံပါတ်ဒီဝေးပြီး KB ရှိပါတယ် เนาะဖုန်းနံပါတ်ကလေးကိုမမှတ်မိဘူးဆိုရင်အခုလိုက်ရှိုးပြီးဖိုင်လေးအောင်မှာဖုန်းနံပါတ်ကလေးကိုကျွန်တော်ပင်ထောက်ပေးထားခဲ့ပါမယ်အဖွဲဝင်ကြီးကိုတော့တထောင်ပဲပါเนาะကဲဒါဆိုလို့ရှိရင်အားလုံးပဲကျွန်တော်နှိမ့်လိုက်ကဏ္ဍလေးကိုပြန်သွားမယ်เนาะအဖွဲဝင်ထားရဲဆိုတဲ့ကိုကိုမားရီတေချာနားလေပြီးအဖွဲဝင်ရင်လည်းလူသေးကိုကိုမားရီလည်းဝင်မယ်ဆိုရင်ဝင်လို့ရပြီเนาะအဲ့တော့တုံးနဲ့ပတ်သက်တဲ့မေယောကဏ္ဍ၄ခွက်ပြောပြီးပြီးရှင်းနဲ့ပတ်သက်တဲ့မေယောလေး၄ခွက်ပြောပြီးပြီးကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့တုံးနဲ့ပတ်သက်တဲ့မေယောတစ်ခွက်ကောင်းသည် 31တကွက်ကောင်း ဖြစ်ပါတယ်။နော်31တကွက်ကောင်းဖြစ်ပါတယ်။31တကွက်ကောင်းဖြစ်ပါတယ်။ရှင်းနဲ့ပတ်သက်လို့ရှိရင်အားလုံးပဲ86ဒီတကွက်ကောင်းမှာ31တကွက်ကောင်းရဲ့86တကွက်ကောင်းရဲ့ဖြစ်ပါတယ်အားလုံးပဲ။ကဲမန်လေးထဲမှာမှတ်မယ်။အဲ့တော့ကျွန်တော်ရဲ့ live show video file လေးကိုအစားကားနဲ့အစုံပြီးဆုံးတိုင်အောင်ကြည့်တဲ့ငါကငါမတွေအားလုံးပဲ။ စိတ်ချမ်းသာခြင်းကိုယမခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒလေးတွေတလုံးတော်ဝါတွေပြည့်စုံကြပါစေလို့ကျွန်တော်ဥပါကျော်ဒူဒီ YouTube Channel ကြီးရနေပြီးတော့စုံမုံကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာနော်အားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါ အားလုံးပဲဘိုင်းမိုင်ပါမနဖန်ဆနစ်ခွဲတာနဲ့နေ့တိုင်းလိုက်မှာ အားလုံးပဲပြန်တွေ့မယ်ဘိုင်းမိုင်ပါ